အားလုံးမင်္ဂလာပါရှင်။ခုပိုင်ရှင်ရှင်မှကျေးဇူးလိုက်ပါတယ်။ဒီနေ့ညမချက်ပြပေးမှာကတော့ငဖေဆန်လိုဟင်းလေးပဲဖြစ်ပါရဲ့ရှင်။ညမပေါ့နော်ဒီရက်ပိုင်းဒီလိုအရေးတောက်ဟင်းလေးတွေကိုပို့ပြီးစားခြင်းနဲ့ပေါ့နော်ပို့ပြီးရောလဲချက်ဖြစ်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့ဒီရာဒီဥရုလေးနဲ့လဲလိုက်ဖက်သလိုဒီဟင်းလေးရပေါ့နော်ဆန်လောမုတ်လေးကိုသုံးပြီးချက်ကြတဲ့ဟင်းလေးပေါ့နော်အနက်လေးလည်းအရန်မွေးတယ်ပြီးတော့ညီမတို့လေးငပိငရုပ်သီးလေးနဲ့နယ်ဖက်ဆိုင်တော့အရန်သမင်းစားလို့မနေတဲ့ဟင်းလေးတစ်ပတ်ပါ ီနေ့ညီမချက်မှာတော့ငဖေကိုကင်မွန်ကျွမ်းနဲ့ဆန်လုံဟင်းလေးချက်ပါမယ်ပေါ့နော် အရင်ဆုံးညီမငဖေကိုရတာလေးနေပါမယ်ဆန်လုံမုတ်နဲ့ချက်မှာဖြစ်ရကြမလို့ငဖေတဲ့ကိုဆန်လုံမုတ်နည်းနည်းထည့်ပါမယ်ပြီးတော့ညီမစက်သားမုတ်ထည့်ပါမယ်အရသာနေနဲ့ညီမစက်သားမုတ်လေးထည့်ပါမယ်ဗာမုတ်လေးတစ်စွန်းထည့်ပါမယ်ပြန်ညီမစားလေးနည်းနည်းထည့်ပါမယ် ဖျံညမကလည်းငပ်ဖဲကိုဆန်လုံးမုံနဲ့ပဲကြောကြောဒီတိုင်းပဲကြောကြောကျုပ်တလုံးတော့ cloud ထဲတယ်ပေါ့နော်အဲ့ဒါမှသူ့အပေါ်သားလေးရဲ့ကျွတ်ကျွတ်လေးနဲ့မွမွေးလေးဖြစ်တာပေါ့နော်မှကျုပ်တလုံး cloud ထဲပါမယ်ဖျံညမအားလုံးနေမယ်ပေါ့နော်လက်အိတ်နဲ့တော့မနေတော့ပါဘူးဆိုလက်အိတ်မှာကတ်မှာဆိုတော့ညီမလက်လက်ဆေးပြီးသားဆိုလက်နဲ့ပဲနေလိုက်ပါတော့မယ် အခုဘောနော်ငါဖယ်လေးကိုညီမတို့နယ်လို့ပြရခါမှာ follow ခြင်းတဲ့ပုံစံလေးကိုပေါ့နော်လုံးတာပဲဖြစ်ဖြစ်ဟိုဟာပြတာပဲဖြစ်ဖြစ် follow ရရပေါ့နော်ညီမလည်းညီမတို့အိမ်မှာရှိတဲ့လူဦးရေနဲ့ညီမလူချင်းတဲ့ပုံစံလေးကိုလုပ်ပြပါမယ်ညီမတို့ဒီလိုအနေထားလေးပေါ့နော်ဒီလိုဒီ site လေးလုပ်ပါမယ်ဆောင်ညီမတို့ငါဖယ်လေးကို လောက်ပွားရေးပေါ့နော်ဒီငဖဲ့ကိုညီမက စီပူလေးနဲ့နည်းနည်းလေးကြော်ပေးမယ်ပေါ့နော်နည်းနည်းလေးဟိုတင်းတင်းလေးဖြစ်သွားအောင်ကြော်ပေးပါမယ်ညီမငဖဲ့ကြော်ဖို့ကြွဲအိုးတဲ့ကိုစီလေးထည့်ပါမယ်ပြီးတော့ညီမအယောင်လေးလာဖို့တော့စနွေးလေးနည်းနည်းလေးထည့်ပေးပါမယ်စီလေးနည်းနည်းပလာပြီးဆိုတော့ညီမငဖဲ့လေးထည့်လိုက်ပါမယ် ည်ညီမဒီလောက်နေထားလောက်ဆိုနန်းလိုက်ပဲပေါ့နော်အရင်ရင်တော့ညီမထားတော့မယ်နဲ့ကျွတ်တော့ကျွတ်နေပြီပေါ့နော်နဲ့တင်းတင်းလေးနေထားပဲပေါ့နော်အဲ့ဆိုရပါပြီဆိုညီမငါဖယ်လေးစေလိုက်ပါမယ်ဒီညမှာဟိုကိမွန်ကျွဲနဲ့ချက်ဖို့လိုပါမယ်เนาะဒီစီနဲ့ပဲပြန်ချက်မယ်ပေါ့เนาะမစီကနည်းနည်းများတော့စီတော့တဝက်ပဲသုံးမယ်ပေါ့เนาะ ။ဒီမှာခုနကငဖယ်ကြော်ထားတဲ့စီတဝက်လေးထည့်ပြီးတော့ညီမစက်သွန်ဒီဖြူချင်းလေးကိုစီတက်ပါမယ်။စီအောင်တိတ်မပူသေးဘူး။ဒါပေမဲ့ထည့်လိုက်တော့မယ်နော်။ဟဲ့အောင်တမလို့ဒီစုံထည့်ပါမယ် ီတန်းတန်းလေးမွေးလာပြီဆိုရင်ဒီမှာကင်မွန်းကျင်လေးရေးထည့်ပေးပါမယ်။ကင်မွန်းကျင်လေးရေးထည့်ပြီးဆိုရင်ဒီမှာကင်မွန်းကျင်လေးကိုလည်းထွေးသွားအောင်ပို့ပေးပါမယ်။ချီလေးနည်းနည်းလောက်ထည့်လိုက်မယ်ပေါ့နော်။ ချင်မချင်လည်းလုံးဝထွေးသွားအောင်လို့ပြပါမယ်။ချမွှေးရအောင်မြင်းပြည်လေးနည်းနည်းလေးထည့်ပါမယ် နည်းနည်းထွထွေးလေးဖြစ်ပြီးဆိုရင်ညီမငံပြရည်လေးနဲ့ချက်သားမုံလေးချိန်ပါမယ်။ငံပြရည်နည်းနည်းထည့်မယ်။ချက်သားမုံလေးနဲ့ဆွန်းလောက်ထည့်ပါမယ်။ပြန်ညီမမူလိုက်ပါမယ်ရှင်။ပြန်ပါတော့ညီမညီမဆန်လောက်အမုတ်လေးကိုအရေးဖြော်ရလေးပေါ့နော်အဲ့ဒါလေးချိန်လိုက်ပါမယ်။ မညီမနည်းနည်းလေးမှုရလိုက်ပါမယ်ဆလမို့ရေဖြူရာလေးထည့်မယ်မှုရမယ်ပြီးတော့ညီမအခုနငဖဲကြော်ရာလေးပဲထည့်လိုက်ပါမယ်တခါလေးဆောငဖဲကြော်ရာလေးဒီပဲထည့်လိုက်ပါမယ်မမှုရပါမယ်ပြီးရင်ဒီညီမခုနကညီမကငဖယ်လေးကိုလေးနေထားတဲ့ဇလုံးလေးညီမရေလေးနဲ့ကျင်လာမှာငဖယ်အဖက်လေးကျန်လေးရောနှမျောလို့လေးနော်အဲ့ရေလေးအဲ့ဒါလေးပါထည့်လိုက်ပါမယ်ဆိုတော့ဂျီလေးကိုနည်းနည်းထည့်ထည့်လိုက်မယ်နော် ခရဆိုရှင်လေးနည်းနည်းထည့်ထည့်လိုက်မယ်ခုလိုမျိုးပပွဲဆူလာပြီဆိုတာနဲ့ညီမကနည်းနည်းမလေးနည်းနည်းလေးအုပ်လိုက်ပါမယ်။ကဲနည်းနည်းမလေးနွမ်းသွားပြီဆိုတာနဲ့ညောဒီငဖယ်ဆန်လုံးဟင်းလေးကသုံးဆောင်မှုအဆင်သင့်ဖြစ်ပါပြီရှင်။ဒီဗီဒီယိုလေးကိုဆုံးလေးထိကြည့်ပေးရအတွက်ကျေးဇူးများကြီးတင်ပါတယ်။အားလုံးပဲရတာရှိတဲ့ဟင်းလျာများကိုဖန်တီးနိုင်ကြပါစေရှင်။တတ်တာ